မြန်မာနိုင်ငံအတွက်ထောက်ပံ့ပေးနေတဲ့ဖွံ့ဖြိုးတိုးတက်ရေးပူပေါင်းဆောင်ရွက်မှုအကူအညီတွေအားလုံးကို2026ခုနှစ်ဇွန်လကုန်မှာရပ်ဆိုင်တော့မယ်လို့ဆွီဒင်ကအတည်ပြုလိုက်ပါတယ်။ဆွီဒင်ကမြန်မာအတွက်အထောက်ပံ့တွေရပ်ဆဲရမှာတော့လွတ်လပ်တဲ့မီဒီယာတွေနဲ့လူအခွင့်ရေးအဖွဲ့အစည်းတွေစီနိုင်စင်ပတ်ပိုးပေးနေတဲ့ဒေါ်လာ1.65တန်းလဲအကျုံးဝင်မယ်လို့ဆိုပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံရဲ့မီဒီယာနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေကိုအကြီးအကျယ်ထိခိုက်လာနိုင်ဖွယ်ရှိနေပါတယ်။အခုလိုရက်စဲရတဲ့အကြောင်းရင်းတွေကတော့ရုရှားနဲ့ဆစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံကိုအထောက်ပံ့တွေပုံမပေးပို့နိုင်ဖို့ဖြစ်ပြီးနောက်တစ်ခုကတော့မြန်မာနိုင်ငံမှာဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်မှုပိုပြီးဆိုးရွားခက်ခဲလာတယ်လို့လည်းဆိုပါတယ်။ စက်တင်ဘာလ17ရက်နေ့မှာအတည်ပြုခဲ့တဲ့ဆွီဒင်ရဲ့ဆုံးဖြတ်ချက်ကြောင့်တိချာတာတစ်ခုကတော့နိုင်ငံတကာအထောက်ပံ့တွေနဲ့လုပ်ငန်းဆက်ပြီးလေပတ်နေရတဲ့မြမအရက်ဘက်အဖွဲ့အစည်းတွေကိုတရားထိခိုက်စေမှာဖြစ်တယ်လို့လည်းဆိုကြပါတယ်။ လက်ရှိသဘောတူထားပြီးဖြစ်တဲ့အကူအညီတွေကိုတော့အပိသက်ပေးသွားမှာဖြစ်ပြီးဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအကူအညီ SID အနေနဲ့2025ခုနှစ်မှာ Swedish Krona 185တန်းနဲ့2026ခုနှစ်မှာ Swedish Krona တန်း149တော့ဆက်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်အခုလိုထောက်ပံ့မှုရပ်ဆိုင်းရမှာလူသားချင်းစာနာထောက်ထားမှု အကူအညီတွေတော့အကျုံးဝင်မှာမဟုတ်ဘူးလို့ပြောပါတယ် အမေရိကန်ကထပ်ပတ်မှုတွေရက်စဲကြောင်းကြီးညာပြီးလပိုင်းအကြမှာပဲဆွီဒင်ကလည်းအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ဒေသခံအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းတိုက်ပင်မှုမရှိဘဲအထောက်ပံ့တွေကိုချက်ချင်းရက်ဆိုင်လိုက်မယ်ဆိုရင်နိုင်ငံတကာအလူရှင်တွေက လိုက်နာရမယ်အခြေခံကျင့်ဝတ်တွေစံနှုန်းတွေနဲ့လွဲချော်နိုင်တယ်လို့ Human Rights မြန်မာကထောက်ပြထားပါတယ်။